3900တဲ့ LVA နဲ့သူမရဲ့ချမ်းသာကြွယ်မှုစစ်ကိုချပြလာတဲ့ဖြူဖြူ train 3900တဲ့ LVA ကိုကိုင်းနေတဲ့ဒီကိုချမ်းသာကြွယ်ဝနေကြောင်းတရင်းလေးထွက်နေရက Facebook ဆယ်လေးဖြူဖြူ train ပါဒါကြောင့်လည်းအားကအားသိနေရပါတယ်ခုခါမှာတော့ Facebook ဆယ်လေးဖြူဖြူ train ကဒီလိုချမ်းသာကြွယ်ဝနေတဲ့ဆိုတဲ့တရင်းလေးပေါ်မှာသူမရဲ့အမှန်တကယ်ကြွယ်ဝချမ်းသာမှုကို အခုလိုပဲချပြလာတာပါအလုံးဒီကြတဲ့အတိုင်း Facebook ဆယ်လေးဖြူဖြူ train ဟာ မြန်မာနိုင်ငံကဆယ်လီရဲမှာအချမ်းသာဆုံးအောင်မြင်ဆုံးလို့ဆိုရမှာပါမြန်မာနိုင်ငံကဆယ်လီရဲတော်တော်များများဟာခနာတာနဲ့မေးကြီးကြပေမဲ့အချိန်တန်ရင် တိမ်မြုပ်ပြောင်းကွယ်သွားကြတာများပါတယ်ဒိုင်းမဲ့လေးဖြူထွင်းကတော့စီးပွားရေးအကွက်မြင်မှုမြန်မာပြည်ကအင်တာနက်ဆိုရှယ်မီဒီယာအထာနက်မှုတွေကြောင့်နာမည်လုံးဝကျမသွားပဲနေပို့ပြီးတော့တော့မှချမ်းသာကြွားလာတာဖြစ်ပါတယ်ဆယ်လီလောကမှာဖြူထွင်းရဲ့ပိုင်ဆိုင်မှုတွေကနာမည်ကြီးထိတ်တန်မင်းသမီးတွေထထောင်များပြားတာပါသူပြင်းတော့ Facebook ဆယ်လီဖြူထွင်းဟာတိမ့်တောင်းကျော်တဲ့အိမ် သိန်းထောင်ကျော်ရန်ကားတွေနဲ့လှူဒန်းတွေကိုသိန်းရာထောင်ချီကလှူဒန်းနိုင်တာပါဒါအပြင်ပြပြတွေဟာနယ်ပွဲတွေပွဲတက်အခမ်းအနားတွေကရတဲ့ဝင်ငွေတွေကြောင်ရရိုက်ကူကတွေနဲ့ရတဲ့ဝင်ငွေတွေပြင် Facebook YouTube TikTok Internet Monetization ကရတဲ့ငွေတွေနဲ့အခြေကြီးကိုချမ်းသာနေရလို့ထင်နေကြတာပါပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ပြပြထွေးဟာ LV8 တလုံးကိုကင်ပြခဲ့တာပါ Louis Vuitton လို့ခေါ်တဲ့ LV8 ဟာကမ္ဘာကျော် fashion မှတ်တမ်းစိတ်တွေကုမ္ပဏီတစ်ခုဖြစ်ခါ တို့ရဲ့ fashion အတုံးဆောင်လက်ကန်အီတို့ဖနက်တို့ကိုတော်ရုံတန်ရုံလူတွေမကင်နိုင်ပါဘူး။ဒါကြောင့်လေဖြူဖြူထွင်းဟောင်း3900ရန် LVA ကိုဟိုနာဒီနာသွားဖို့ကင်နေပြီဆိုပြီးသတင်းတွေပြန့်နှံ့လာတာပါ။အခုခါမှာတော့ဖြူဖြူထွင်းဟောင်းအဆိုပါသတင်းတွေကိုအခုလိုပဲအထာခြားခြားတုံ့ပြန်ခဲ့ပါတယ်။ဖြူဖြူထွင်းကအင်တာနက်ပေါ်မှာပွားထားနေတဲ့3900ရန် LVA ကြီးကအစစ်မဟုတ်ပဲအတုကြီးပါလို့ပြောလာတာပါ။ဖြူဖြူထွင်းဟောင်းသူမဟာ fashion branded ပစ္စည်းတွေပေါ်မှာ သိန်း100000ချီကမတုံးကျင်အောင်ဒီလိုသိန်း100000ချီတန်ဖိုးရှိတဲ့အိတ်တွေကိုကိုင်းမဲ့ဆောင်အလူတန်းတွေလောက်ကဒုက္ခတွေကိုကုညီကျင်တယ်လို့ဆိုပါတယ်လူတွေသိန်း900000အိတ်ဆိုပြီးတော့ဖွားနေကြတာကလည်းတသိန်းနှစ်သိန်းနဲ့အတူရိတာဖြစ်ကြအောင်သူမဟာအတူတွေကိုပဲကိုင်းတယ်လို့ဆိုပါတယ်ဒါအပြင်တစ်ခါတလေသူများလက်ဆောင်ပေးတဲ့အိတ်တွေလာလူကြတဲ့အိတ်တွေကိုပါကိုင်းပါတယ်လို့ရိုးသားစွာပဲပြောလာခဲ့တာပါဒါအပြင်ဖြူဖြူထွေးကသူမဟာလူတွေထင်နေကြသလို LVA အစ်စ်ကိုကိုင်းနိုင်တဲ့အထီးလည်းမချမ်းသာပါဘူးလို့ဆိုပါတယ် ဒါကြောင့်လေတခုခုဆိုရင်ကြီးကြီးကျယ်ကျယ်မရေးကြမပြောကြဘောဖြူဖြူထွေးကပြောခါတာပါဖြူဖြူထွေးရဲ့မိခင်ကြီးကလည်းသူမရဲ့တမီလေးဟာ3900ရန်အိတ်ကိုမကင်နိုင်ကြအောင်သူမတို့ဟာမရှိပဲရှိရလို့လည်းအထင်မှန်နိုင်ကြအောင်ရိုးသားမှုကုန်ရှိရလို့ခန့်စားရကြအောင်ကြီးကြီးတဲ့မချမ်းသာပဲနဲ့လူနိုင်တန်းနိုင်စားတော့နိုင်ရင်ပြီးပါပြီလို့ရိုးသားစွာပြောလာတာပါပရိသတ်တွေကတော့ဖြူဖြူထွေးရဲ့ပြန်လည်ဖြည့်ရှင်းလာပုံတွေကိုသဘောကျနေကြတာပါ ဖြူဖြူထွေးဟာနောက်ပိုင်းမှာတော့သူမအကြောင်းကိုပြောထားတာတွေကိုချစ်စရာအမူအရာလေးတွေနဲ့လည်းပြန်လည်ဖြည့်ရှင်းတတ်ပါသေးတယ်။တချို့ကလည်းဖြူဖြူထွေးကိုချစ်ခင်အားပေးကြလို့တချို့ကလည်းအမြင်ကပ်မှုတွေရှိနေကြသေးပါခုခါမှလည်းဖြူဖြူထွေးကလူတွေထင်နေကြသလိုသူမကတလောက်ထိကိုမချမ်းသာပါဘူးလို့ပြောလာတာပါ။တချို့တွေကတော့ဖြူဖြူထွေးဟာတများတိုက်ခံရပါဆိုလို့လူထင်ကြီးအောင်လျှော့ဝဲနေတာပါလို့ဆိုကြပါရယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောဖြူဖြူထွေးရဲ့ချမ်းသာကြောမှုတွေကိုဘလို့မြင်ကြမလဲဆိုတာပြောသွားကြပါဦးရှင်။